မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို၂ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က18ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မှာညနေပိုင်းကစတင်ပြီးတော့အုတ်တွင်းမြို့နယ်အတွင်းအင်အားတရာခန့်နဲ့စစ်ကြောင်းထိုးလာတယ်။အကြမ်းမှာစစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိတော့လဲစစ်ကြောင်းဟာရပ်တန့်သွားခြင်းမရှိဘဲမေလ30ရက်နေ့မနက်9နာရီအချိန်ကမှဆက်လက်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီးတော့ထိတွေ့တိုက်ပွဲဟာတနအိုင်ကန်ကြာမြင့်ခဲ့ကအကြမ်းမှာစစ်တပ်ဘက်က မြန်မြန်ခုနဦးတိတ်ဆုံးပြီးစစ်ကောင်စီတပ်သားများပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများကြောင့်တော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာဆက်လက်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်အဲ့ဒီနေ့ညနေ၄နာရီလောက်မှာတော်လိုင်းတပ်ဖွဲ့များကအသင့်ဆောင်ဆန်းပြီးတော့စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃ဦးခန့်မှန်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတော့တော်လိုင်းရဲဘော်၃ဦးမစိုးရိမ်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီနှစ်ရက်တာတိုက်ပွဲအတွဲမှာအကြမ်းမဲ့စစ်တပ်ဘက်က18ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအယောက်20ကျော်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်းစီစစ်ကြောင်းဟာလက်ရှိအချိန်ထိပြန်လည်ထွက်ခွာသွားခြင်းမရှိသေးပဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့အချိန်မရွေးထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းအုတ်တွင်းမြို့နယ်အထက်ခပေါင်းဆယ်ရေလွဲတမန်မာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခတ်ရာစစ်ကောင်စီတပ်သား12ဦးသေဆုံးပြီးလက်နက်၄လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်9နာရီခွဲအချိန်ကမှအုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့အထက်ခပေါင်းဆယ်ရေလွဲတမန်မာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကစတင်ဝင်ရောက်တိုက်ခတ်ခဲ့ရာ တိုက်ပွဲကြာချိန်နှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီးတော့စခန်းတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီအချမ်းပါစစ်တပ်စခန်းတွေကနေပြီးတော့ G3 တပ်နဲ့3လက် MA11 တပ်နဲ့2လက်အီနာကဘုံဒီ5လုံးလက်ပြဘုံ2လုံးနဲ့ကြီးကနှစ်ထဲတော့ကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့စခန်းကိုမိရှုရှင်းလက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးတိမ့်ဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်အခုလိုမျိုးစခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အင်အား60ခန့်ပါတဲ့အချမ်းပါစစ်တပ်ရဲ့စစ်ကူစစ်ကြောင်းဟာ အထက်ခပေါင်းဆယ်ရေလွဲတမန်မှာရှိတဲ့စစ်တပ်ဂိတ်စခန်းကိုလာရောက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကအသင့်ဆောင်ဆိုင်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးထပ်မံတိမ်ဆုံသွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့တိုက်ပွဲကအားလုံးပေါင်းစစ်ခွေး၁၁ကောင်တေးပါတယ်၄ကောင်ဒဏ်ရာရတယ်ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့ရဲဘော်၂ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ပါတယ် အဲ့ဒီခွေးကိတ်စခန်းကအရင်ကတော့15កောင်ကျော်ရှိတယ်ကျွန်တော်တို့သွားတိုက်တဲ့နေ့မှာတော့9កောင်ပဲရှိတယ်လို့ ADG Brothers တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရွှေဘုံမုတ်ဦးအနီးမှာအကြမ်းဖက်စစ်တပ်ရဲ့လှည့်ကင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးစစ်တပ်ကရန်တမ်းပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့ပြည်သူတအုပ်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ညနေ၄:၄၅မိနစ်ခန့်မှာ ရွှေဘုံမြို့မုတ်ဦးအနီးကင်းလက်ရန်ထွက်လာတဲ့အကြပ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲဟာတနအိုင်ကကြာမြင့်ခဲ့ပြီးတော့အကြပ်စစ်ကောင်စီတပ်သား၃ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားတဲ့အတွက်ကြောင့်ရွှေဘုံမြို့တွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါးရွှေဘုံမြို့တွေကနေထွက်လာတာပါတိုက်ပွဲဖြစ်တာကမြို့အထက်တောင်ဘက်မုတ်ဦးအနီးမှာဖြစ်တဲ့အတွက်စစ်ခွေးတွေကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့လက်နက်ကြီးစထိမှန်ပြီးပြည်သူတအုပ်တေဆုံးတာတိုက်ပွဲဖြစ်ပြီးတော့စစ်ခွေးတွေကရွှေဘုံမြို့ ကာဒီဝင်းဘက်နဲ့ရွှေဘုံမြို့အနောက်ဘက်မင်းကုန်းစစ်ခွေးခြံထဲကိုအင်အားတွေတွားပေါင်းတယ်လို့သိရတယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပေဆုံးသွားတဲ့စစ်ကောင်စီတပ်သားမတအလောင်း၃လောင်းကိုရွှေဘုံမြို့ထဲကနာရီကနှစ်စီးနဲ့လာရောက်တဲဆောင်သွားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်များဘက်ကလည်းရဲဘော်၃ဦးမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကိုလည်းရွှေဝံမြို့ကာညာနာစစ်တပ်စခန်းထဲကရန်တမ်းပစ်ခတ်တဲ့လက်နက်ကြီးကြီးများကြောက်ရောက်ပောက်ကွဲမှုကြောင့်ပြည်သူ သူတအုပ်တေဆုံးကရက်ကြီးပအဖတာဝန်ခံတအုပ်နဲ့ပကဖရဲဘော်တအုပ်မစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုတော်ကြီးကန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ပကဖမြို့နယ်တိုက်ခိုက်ရေးအဖွဲ့ PDO ရွှေဘုံမြို့နယ်တိုက်နယ်၅ပကဖတိုက်ခိုက်ရေးအဖွဲ့တိုက်နယ်၅နယ်မြေကပကဖမြောင်းဒီပဲရင်မြို့နယ်တိုက်နယ်၃ပကဖရွှေဘုံခရိုင်တရင်း23ရွှေဘုံခရိုင်တရင်း26နဲ့ရွှေဘုံခရိုင်အမှတ်25တရင်း Fight for Freedom PDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ကချင်ပြည်နယ်ပူတာအိုခရိုင်ဆော့လော်မြို့နယ်လမ်းဆယ်ဒေသကိုစစ်ကောင်စီတပ်နဲ့ရဝမ်ပြည်သူစစ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်မှုအတွက်စစ်ရင်အားတွေဖြည့်တင်းပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရင်ကပြည်သူစစ်များထိန်းချုပ်ထားတဲ့လမ်းဆယ်ဒေသကို KI နဲ့မဟာမိတ်များက2024ခုနှစ်နိုဝင်ဘာလဒုတိယပတ်မှာအပိတ်သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဒေသကိုပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီကပြည်သူစစ်များကိုလက်နက်တွေတပ်ဆင်ပေးနေတယ်လို့သိရပါတယ် KIA ကိုတိုက်ဖို့ပဲပူတာအိုဘက် KIA တွေဝင်မလာနိုင်အောင်လို့ကာကွယ်ဖို့တဲ့လမ်းဆဲဒေသကိုလည်းပြန်လည်သိမ်းယူမယ်လို့ပြောနေကြတယ်အခုပူတာအိုကရဝမ်ပြည်သူစစ်တွေဟာစစ်ကောင်စီရဲ့လက်နက်ထောက်ပံ့မှုတွေနဲ့သူတို့ဆုံးရှုံးထားတဲ့နယ်မြေလမ်းဆဲဆိုတဲ့ဟာ ရွှေမော်တွေထွက်တဲ့ဒေသပေါ်လမ်းဆဲကိုပြန်သိမ်းယူမယ်ဆိုပြီးမှအကြီးအကျယ်ပြည်သူစစ်တင်းတန်းတွေပေးနေတာလို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါဗျ။တခြားစီရေးသတင်းရင်းမြစ်တူကလည်းလမ်းဆဲမှာရှိတဲ့ရွှေမော်ဒေသဘက်ကိုစစ်ကြောင်းထိုးကိုင်းနေတယ်လို့သိရကြောင်းပြောပြထားပါဗျ။အဲ့ဒီအတွက်စစ်ကောင်စီကလေရင်နဲ့လက်နက်ခဲယမ်းများကိုပေးပို့နေတဲ့ရုပ်တံမှတ်တမ်းနဲ့ပတ်သက်ပြီးတော့လည်းပြောပြထားပါဗျ။တတိယမြောက်သတင်းရင်းမြစ်ကလည်းပြည်သူစစ်များကိုလက်နက်များထောက်ပံ့ပေးနေတဲ့ ဲ့ဒီရုပ်တံမှတ်တမ်းပါဖြစ်ရဟာလမ်းအနှဲငယ်ကြာနေပြီဖြစ်ပြီးတော့အခုမှထွက်ပေါ်လာခြင်းဖြစ်တယ်လို့သိရပါတယ်ရောဝမ်ပြည်သူစစ်ပေါမသိနားမလဲအသိမကြွယ်သေးတဲ့တောင်ပေါ်ဒေသကဒေသခံတွေကိုငွေချင်းနဲ့မလုံးပေးစီယုံပြီးတော့ခေါင်းစေးခံရတဲ့အဖွဲ့လို့ပြောရမယ်လို့၎င်းကရှင်းပြထားပါတယ်ရောဝမ်ပြည်သူစစ်ခေါင်းဆောင်ဟာ ဥတန်ဂူတန်ဆိုတဲ့သူဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များဟာလမ်းဆဲအပါအဝင်ဥစကုံတရိပ်ဥဆောင်တဲ့ကချင်အထုဒေသတက်လို့ခေါ်တဲ့နေမြေများကို2024ခုနှစ်နှစ်ကုန်ပိုင်းကအပိသက်သိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်2024ခုနှစ်နိုဝင်ဘာလလယ်မှာကချင်အထုဒေသတက်ကိုဖျက်သိမ်းလိုက်ပြီလို့ KIA ကကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းပလဲမြို့နယ်ဇီးမြုံကုန်းရွာကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံသွားပြီးတော့တနက်တလက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မှာပလဲမြို့နယ်ဇီးမြုံကုန်းရွာပြူစောတိစခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတေဆုံပြီးတော့တနက်တလက်ကြီးပေါင်း2ခုနဲ့ကြီးစံများကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်အမှတ်79တပ်ရဲ့ပလဲဂျိုကာ PDF ယူဟာ48ကရဲဘော်များကလုံဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင် စကိုင်းတိုင်းရေဦးမြို့အထွက်မှာနေမင်းရှင်းလင်းရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခတ်ခဲ့ကြောင်းရေဦး Freedom Comrade YFC အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဇွန်လ6ရက်နေ့မနက်ပိုင်းမှာရေဦးမြို့တောင်ဘက်အထွက်မှာရှိတဲ့ကြာဘူးအဝိုင်းအပြင်ဘက်မှာနေမင်းရှင်းလင်းရေးထွက်လာတဲ့အင်အား30ကျော်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဗုံးကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲစစ်တပ်ဘက်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ရန်တမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။၎င်းတပ်ခိုက်မှုကိုရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေး drone လှုပ်ရှားယူနစ်များဖြစ်တဲ့ Yeo Freedom Comrade YFC ဝင်းဘလေးအဖွဲ့တို့နဲ့အတူငါးမျိုးသောမဟုတ်ရကျွဲရန်ပြည်သူ့ကာကွယ်အဖွဲ့ Yeo မျိုးအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာရှိတဲ့ကပ္ပစ24နဲ့ပြူစောတိရွာများကိုရိတ်ခါလာဖို့တဲ့ကာအစီရေတရားကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ဂျေးရွာပေါင်း25ရွာကပြည်သူအယောက်2000နီးပါးဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မှာ ပေါ့မြုံနယ်မှာရှိတဲ့ပြူစောတိရွာများနဲ့ကပ္ပစ24လက်နက်ဆက်ယုံများကိုရိတ်ခါပို့ဆောင်ရအတော့ဘခုတ်ကူတက်မှတ101ကရှေပြေးအချမ်းဘတ်စစ်ကောင်းစီတပ်သားအယောက်200ခန်းနဲ့ကြေးရွာများကိုစတင်ပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကြောင်းထိုးပြီးတဲ့နောက်ဇွန်လ10ရက်နေ့မှာဘခုတ်ကူတက်မှတ101ကရိတ်ခါကားရန်တရားကျော်ပါဝင်တဲ့အချမ်းဘတ်စစ်ကောင်းစီတပ်သားအယောက်300ခန်းလိုက်ပါလာတဲ့စစ်ကြောင်းကပေါ့နဲ့ဘခုတ်ကူကားလမ်းဘိုင်းကိုစတင်ရောက်ရှိလာပြီးတော့ လမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာကျေးရွာပေါင်း25ရွာကျော်ကပြည်သူ18000ကျော်ဟာလက်ရှိအချိန်အထိ နေဆက်ရာတောတောင်တွေထဲမှာတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေဖမ်းဆီးခံရတာရှိတယ်လို့တော့သိရပေမဲ့အတီတော့မပြုတ်နိုင်သေးဘူး။လက်ရှိအချိန်ထိပြည်သူတွေကဆက်လက်ပြီးတော့တိမ်းရှောင်နေရတော့မယ်။ရက်ကြလာတော့ပြည်သူတွေလည်းစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပါတယ်လို့ပေါ့မြို့လူသားစာနာဌာနကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။စစ်ဘေးရှောင်ပြည်သူများဟာရက်ရှည်စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက်စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေပြီးတော့ပြည်သူများအနေနဲ့ဝမ်းဝန်းကူညီပေးကြပါရန်ပေါ့မြို့လူသားစာနာဌာနကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်6မိုင်ရွာနဲ့9မိုင်ရွာကိုအကြမ်းဖက်စစ်တပ်က112လေးရင်နဲ့73ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့နေ့လယ်12နာရီလောက်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကတပိတ်ချင်းမြို့နယ်6မိုင်ရွာနဲ့9မိုင်ရွာကို112လေးရင်နဲ့73ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲဒေသခံပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါရတယ်။ စက်နှစ်နာရီလောက်ကနေစပြီးတော့112လေးရင်နဲ့ဇက်တိုက်ကိုဘုံတွေကျင်းနေတာအချိန်ရေ73ချိန်လောက်ကျဲချတိုက်ခိုက်သွားပါတယ်ပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ထိခိုက်ဒေဆုံးမှုရှိမရှိတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းပလဲမြို့နယ်ပလဲကံကောလမ်းမိုက်မှာရှိတဲ့မင်းတိုင်ပင်ချေးရွာစတင်ကြောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင်း ပြည်သူတအုပ်တည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ6ရက်နေ့မွန်းလွဲ2နာရီခန့်မှာပလဲမြို့နယ်ပလဲခံခေါ်လမ်းပိုင်းမှာရှိတဲ့မင်းတိုင်ပင်ကျေးရွာအထက်တန်းကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူတအုပ်တည်ဆုံကစာတင်ကျောင်းနဲ့နေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။စာတင်ကျောင်းကိုကျဲချသွားတာနှစ်ထပ်စာတင်ကျောင်းဆောင်လည်းပျက်စီးသွားတယ်။နောက်ပြီးတော့စာတင်ကျောင်းအနီးနားကအိမ်တွေလည်းပျက်စီးသွားပါတယ်။စာတင်ကျောင်းနဲ့နေတဲ့ ပြည်သူအမျိုးသားတအုပ်လဲဥကောင်းပြတ်ထွက်ပြီးတော့တိတ်ဆုံးသွားပါတယ်။စာတင်ကျောင်းဘေးအိမ်တွေထဲမှာရှိတဲ့ပြည်သူအများပြားလဲဒဏ်ရာရသွားတယ်။ဒဏ်ရာရတဲ့သူတွေတော်တော်များတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အချက်မဲ့စစ်တပ်ကဘုံကျဲတိုက်ခတ်ခဲ့တဲ့မင်းတိုင်ပင်ကြေးရွာဟာပြည်သူကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ကြေးရွာတရွာဖြစ်ပြီးတော့ပလဲမြို့နယ်အတွင်းမှာလဲအချက်မဲ့စစ်ကောင်စီတပ်သားများနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့များကြားစစ်ရေးတွေတင်းမာနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ